အားလုံးပဲမင်္ဂလာပါသတိဒီချစ်သူ channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်တကြံတွင်းတရားစခန်းမှာဘလို့မှမအားလာကြောင်း6800ဒဲတကွက်နဲ့ပါဒုဒတန်းလေးကိုကျွန်တော်တင်ပြလိုက်ပါတယ်ကျွန်တော်တို့84ခုနှစ်မှာ93ညာ5လို့ကြားတယ်အဲ93ညာ5တပင်ကျော်မှာ990လို့ကြားတယ်နော်တို့ကနေမှာ1 2 3 4 5 6 9 8 9 10 17 12မှာ ငါတို့ခွန်ခွန်တုံညလို့ရှိပြခွန်ခွန်တုံညလို့မကြခင်မှာသူ့ဘေးမှာနှစ်ခွန်ရှစ်လို့ဇောင်းထိုးတယ်အဲခွန်ခွန်ရှစ်ကနောက်နှစ်မှာသူကပြန်လိုက်ထွက်တယ်ဗျပြန်လိုက်ထွက်တော့ဘယ်မှာထွက်တုံဆိုတော့ငါတို့ရှစ်ချောက်တုံညဆိုပြီးနောက်ပိတ်သုံးလုံးဇောင်းထိုးပြီးမှနောက်ပိတ်သုံးလုံးတန်းပြီးမှသူ့ဇောင်းမှာကြတယ်တုံညခွန်ခွန်ပေါ့ဗျာအဲ့ကြပြန်သူ့အောင်မှာ2 5ဆိုတဲ့ကဏ္ဍလေးကြတယ်အဲ့2 5ဆိုတဲ့ကဏ္ဍလေးကဘယ်ရလာတော့ဆိုရင် ခုနကျွန်တော်တို့2.8ဇောင်းထိုးတဲ့ခွန်ခွန်3ညရဲ့ဇောင်းဟာ2.45ဆိုတဲ့ကဏ္ဍလေးရဲ့ဒီခွန်ခွန်3ညနောက်နှစ်ကြာပြီနဲ့တန်းလိုက်ပြီးတော့ကြာထားတယ်ကိုရကျွန်တော်ယူဆထားတာအဲ့လိုပဲကျွန်တော်ဒုတိယကတ်မှာလည်း2024မှာ3ည63ဆိုတဲ့ကဏ္ဍလေးရှိအဲ့ကဏ္ဍလေးကတပင်းကြောင်းမှာ63ည3ဆိုပြန်ကြတယ်သူကနေရည်လိုက်မှာ1 2 3 4 5 6 9 10 17စနစ်မှာလဲကျွန်တော် 16ခွန်ဆိုတဲ့ကဏန်းလေးရှိတယ်သူဘေးမှာလည်းခွန်8ဆိုပြီးတော့ဆောင်းထိုးထားတယ်အဲ16ခွန်ဆိုရနောက်နှစ်မှာသူကပြန်လိုက်ကြတယ်ပြီးတဲ့ကွယ်ကြာသွားပြီပေါ့ဗျာညတို့သူကြမယ်ဆိုလဲသူကပထမကတ်တိုင်းပဲ863ညဆိုပြီးသူကနောက်ပိတ်3လုံးဆောင်းထိုးပြီးမှ နောက်ပိတ်3လုံးတန်းပြီးတော့သူဆောင်းမှကြာသူကြပြန်သူ့အောင်မကြမယ်ကဏန်းနဲ့သူ့အောင်ကြမယ်ကဏန်းညတို့ဒီ16ခွန်ပထမကတ်တန်းဆောင်းက653ဆိုတဲ့ကဏန်းလေးရဲ့ ချစ်6ခုကြပြန်တယ်တန်းပြီးတော့ဟိုပြန်ကြရမယ်ပေါ့ဗျာငါလည်းမနေ့နေ့တော့ရှုပ်နေပြီဗျာနော်ချစ်6တုံညာဆောင်ထိုးပြီးတော့ချစ်6 6ခုလို့ကြပြန်တယ်သူ့အောင်မှာနော်တို့ဒီ၄၅၃ဆိုတော့ခဏလေးတာကြရမယ်ပေါ့လေကျွန်တော်မှန်တာတော့နော်တို့အဲ့လိုတကယ်လို့အိုက်ပွဲဒီပွဲမှာမကြခဲ့ဘူးဆိုရင်လည်းမိတ်ဆွေတို့ဆက်မွေးခြင်းလည်းမွေးဖို့တဲ့နော်သူကဘယ်နေရာတွေမွေးရမှာဆိုရင်မိတ်ဆွေတို့အဲ့တောက်လေးကိုရှာကြည့်ကြပါဦးဗျာဒါတဲ့ နောက်တစ်ခါတဲ့မတူညီတဲ့ဆိုင်လေးတစ်ဆိုင်က9တစ်ခွန်လို့ရှိတယ်9တစ်ခွန်ကနေ1 2 3 4 5 6 9 10 10မှာ3ည16လို့ရှိတယ်3ည16ဆိုတဲ့ကဏ္ဍလေးတပင်းကျော်မှာ160လို့ပြန်ကြကြပြန်နေပြန်ကြကဏ္ဍ160ရဲ့ဇောင်းကနေ1 2 3 4 5မှာ3ည5လေးလို့ရှိတယ်3ည5လေးကနေတော့ပေါ်တက်လိုက်မှာဆို1 2 3 4 တေ2 3 4မှာ196လို့တာသူကြားထားတယ်ပေါ့လေဒီ19ခုဆိုတဲ့ကဏ္ဍလေးကနေလဲသူကရည်လိုက်ရင်တေ2 3တေ2 3 4 5 6 6ချက်မှာ5လေးတိဆိုတဲ့ကိုင်းအဲ့5လေးတိကလည်းအဲ့နေထဲမှာပြန်ကြတယ်အဲ့5လေးတိရဲ့ဘေးကနေရည်လိုက်ရင်လဲသူကတေ2 3 4 5တေ2 3 4 5မှာ196ဆိုတဲ့ကဏ္ဍလေးရှိတယ်တဲ့ အဲ့ရှိကိုကြောက်ဆိုရကနေလဲဘရားပို့လို့ဒီပထမတည်ခဲ့တဲ့9 10ရက်1 2 3 4လေးပင်မြောက်က669ဆိုရကနေလေးရတာနော်ဒီမှာလိုက်ပို့ရပေါ့ဗျာဒါပထမကတ်ပါနော်ဒုတိယကတ်မှလည်းနော်တို့2019မှာ10 9ခုလို့ရှိရသူကနေ1 2 3 4 5 6ခု8 9 10မှာ6 30လို့ရိုက်6 30လေးတပင်ကြောင့်မှာ3 60လို့ပြန်ရိုက်ရိုက်ပြန်တဲ့သူဆောင်ကနေ1 2 3 4 5မှာလည်း၄၃၅လို့ရိုက်တာ အဲ့လေတုံညာကနေတော့ဇောင်းတက်လိုက်မယ်တေးနေ3လေးတေးနေ3လေးဆိုဒီပွဲပေါ့ဗျာဒါတင်ငါးခုံရဲ့ဇောင်းကနေကျော်တေးနေ3တေးနေ3လေး5 6 3 9 5ဆိုတဲ့ကဏ္ဍရှိအဲ့3 9 5ဆိုရင်ပထမကတ်တိုင်ပဲတူပြန်ကြထားတယ်အဲ့3 9 5နေကြီးလိုက်တေးနေ3လေး5မှာဒါဒီပွဲပေါ့ဗျာဒီပွဲမှာပထမကတ်တိုင်ကြမလို့တင်ငါးခုံရဲ့တေးနေ3လေး၄၅၃ဆိုရကဏ္ဍလေးရတာ ဒီဘွဲမှာဒါတဲလိုက်ကြမယ်ပေါ့လေနောက်ပထမကတ်မှာလည်းဒါ၄၅၃ဆိုတဲ့ကနေလည်းတဲကြမှာပေါ့နောက်ထပ်တောက်တယ်ကတော့ရှိသေးရပါဘူးကွာကျွန်တော်မှာတော့ဒီလောက်နဲ့ပဲကျွန်တော်ရက်ထားလိုက်တော့မှာပေါ့ကွာနော်လေငါတော့ဆိုတဲ့ကနေလည်းမေးဆိုလို့မွေးခြင်းလဲမွေးလို့ရတယ်မွေးခြင်းလဲမေးဆိုလို့ဒီပွဲပဲထိုးရတယ်ပေါ့လေဒါကတော့မွေးဆိုင်လေးနဲ့ဒီပွဲအတွက်ပေါ့နော်နောက်ထပ်ကျွန်တော်တို့ဒုတိယအောက်ွက်လေး ဒုတိယကဏ္ဍလေးကတဲ့ညတော့မြန်မာလာတော့ဉာဏ်93မှာ93မှာ3958ရလို့ရှိတယ်။သူ့ရဲ့တပင်ကြောင့်မှာညတို့835လို့ပြန်ကြထားတယ်တဲ့။သူကနေမှာဇောင်းကြီးလိုက်မယ်1 2 3 4 5 6 8ချိန်မှာ392ဆိုတဲ့ကဏ္ဍလေးရိုက်ထားတယ်။ ။နောက်အဲ့3ခုနှစ်ဆိုကနန်းလေးကနေတောင်းကနေကြီးလိုက်မယ်တဲ့1 2 3 4 5ချိန်မှာ5နှစ်မြောက်မယ်နော်5ခုနှစ်ဆိုကနန်းလေးရိုက်တာ။အဲ့5ခုနှစ်ကနေပေါ်တက်လိုက်မယ်တဲ့1 2 3 1 2 3 4 5မှာ6 3 9ဆိုပြီးတော့ကျွန်တော်ရိုက်တာ။သူ့တပင်ကြောင့်ပဲကျွန်တော်တို့1 8ဆိုပြီးတာတည်ထားပြီပေါ့ပြရိုက်ထား။ဒါတော့ပထမကပ်ပေါ့နော်ဒုတိယကပ်မှာတဲ့2008မှာတဲ့ကျွန်တော်တို့ 3000ဆိုတဲ့ကဏ္ဍလေးရှိတယ်။အဲ3000ဆိုတဲ့ကဏ္ဍလေးလည်းတပင်ကြုံမှတာ3000ဆိုပြီးပြန်ကြ။ပြန်ကြပြန်လေသူ့ဆောင်းကနေကြီးလိုက်မယ်တဲ့နော်တို့1 2 3 4 5 6 8 7နှစ်မြောက်မှတာ93နှစ်ဆိုတဲ့ကဏ္ဍလေးရှိတယ်တဲ့ပထမကတည်းကရိုက်ထားတယ်။အဲ93နှစ်ဆိုတဲ့ကဏ္ဍလေးကနေကျွန်တော်တို့သူ့ဆောင်းကနေကြီးလိုက်မယ်1 2 3 4 5မှာဒါပထမကတည်းကသူ9 5ဆိုပြီးပြန်တည်ပေးထားတယ်။ ိုက်ခုနေ9အနေနဲ့တိ1 3တိ1 3 4 5မှာဒါပထမကတ်တိုင်းမှာသူက9 3 6လောက်ရိုက်ထားတယ်တဲ့သူ့တပင်ကျော်ဆိုတော့ဒီပွဲပေါ်လေဒီပွဲမှာဒါခွန်18ပေါ့နော်ပထမကတ်မှာ18ခွန်18ဒီပွဲတော့ခွန်18ပေါ့ဒါတော့ပထမဆိုင်ပေါ်လေနောက်တစ်ဆိုင်ကကျွန်တော်တူတူတုတ်တုတ်လေးနဲ့မြန်မြန်လေးပဲပြလိုက်မှာပြအချိန်မရလို့ပါ၄၆၃ညခွန်ဆိုပြီးတော့ထိပ်စီးလေးလုံးတန်းနေတဲ့ တမ်းပြီသူကနေ1 2 3 4 5ဆောင်5ချိန်တက်လိုက်ရင်ね6ထိပ်3ထိပ်1ထိပ်ဆိုပြီး6 3 1ဆိုပြီးဆောင်းထိုးထားတယ်လှည့်ထားတယ်ဗောလေသူဆောင်းမှာဒါ1 8ခွန်းဆိုပြီးရိုက်ထားတယ်ဗျာနော်ဒုတိယမှာလည်းအဲ့တိုင်းပဲနော်တို့2019ခုနှစ်မှာ4 6 3ခွန်းဆိုပြီးတော့ခါလေးလုံးတန်းထားတယ်တူကနေမှတစ်ခါ1 2 3 4 5 ကောင်း၅ချိန်တက်လိုက်လဲ6ထိတ်၊၃ညာထိတ်၊၁ထိတ်ဆိုပြီးတော့6၊၃ညာ၁ဆိုလဲလဲထားတယ်။တူဆောင်ဆိုတော့ဒီပွဲပေါ့ဗျာ။ဒါခွန်တရှိလို့ကျွန်တော်မှန်းထားတယ်ပေါ့လေ။တော့မြန်မြန်လေးပဲသွားလိုက်တယ်ဗျာ။နော်နောက်ထပ်တောက်ပြီးတော့ရှိသေးတယ်။ဆိုင်နဲ့တော့အတူချုပ်ပဲပြလိုက်တာပဲ။ငါတို့တခါတဲ့90ခုနှစ်မှာဒါကျွန်တော်ခွန်ခွန်နှစ်ချောင်းမွေးဆိုင်လေးပြတာဆိုင်ပေါ့ဗျာ။ခွန်နှစ်ခွန်80လို့ရှိတယ်။အဲ့ခွန်80ကြားတဲ့နှစ်ထဲမှာ အဲ့ခွန်ရှိစရာသူကပြန်ကြပေါ့။နှစ်ဦးမှခွန်ရှိစေလို့ရှိတယ်။အဲ့ခွန်ရှိစေလေးကပြန်ကြတယ်။ပြန်ကြပြန်တော့သူ့ဘေးမှာ1 2 3သုံးမိမြောက်မှာ1 2 6ဆိုတဲ့ကဏ္ဍလေး1 6 1ဆိုပြီးတော့ကဏ္ဍတူကဏ္ဍပြန်လိုက်ရိုက်ထားတယ်တဲ့အဲ့လိုရိုက်ပြန်နေအခွန်80ရာနေ1 2 3 4 5နှစ်မြောက်ဒီနှစ်ထဲမှာပေါ့ဗျာဒါ9 6ကျွန်တော်ပြထားမွေးစားလေးအခွန်80ကိုသူကပြန်ဖြီมาလေးမှာ9 6လို့ကြာထားတယ်3 6လေးလို့ကြာသူတို့နှစ်ခုပေါင်းလိုက်တာကကျွန်တော် ခွန်လို့ရတယ်။နှစ်6ပေါင်းကြီးက8လို့ရတယ်။64ပေါင်းကြီးက3ညလို့ရတယ်။ခွန်80ဆိုဒီနှစ်ဦးကနန်းလေးကိုဒီနှစ်ထဲမှာသူကပေါင်းကြီးနဲ့လာဖြီထားတယ်ပေါ့ဗျာ။ဒါပထမကပ်ပေါ့နော်။ဒုတိယကပ်မှာလည်းအတိုင်းပဲတဲ့နော်တို့2021မှာ395လို့နှစ်ဦးကနန်းလေးကအဲ့နှစ်ထဲမှာပြန်ကြတယ်။အဲ့တော့935ဆိုပြန်ကြ။ပြန်ကြပြန်တဲ့သူ့တိုင်းမဲ့သူ့ဘေးကနေ1 2 3 3ချိန်မှာ106ဆိုတဲ့ကဏ္ဍလေးက 160ကနန်းတူကနန်းပြန်ရိုက်ထားတယ်ပထမကတ်တိုင်းပဲပေါ့လေ။အဲ့လိုပြန်ရိုက်ပြီးရနေတဲ့အဲ့3 9ကနေတော့ရည်လိုက်မယ်1 2 3 4 5ဆိုဒီနှစ်ထဲပေါ့ဗျာ။ဒီနှစ်ထဲမှာအဲ့3 9ကိုကျွန်တော်တို့ကဒဲဖြီမယ်ပေါ့ဗျာတကွက်ကနန်းတကွက်ထွက်ရမယ်ပေါ့။တကယ်လို့ဒီပွဲမှာမထွက်ရင်မိတ်ဆွေတို့နောက်ပွဲတွေမှာအဲ့လိုဖြီထိုးသွားကြပေါ့။သူကဖြီမယ်ဆိုတော့ကျွန်တော်ပထမကတ်မှာကျွန်တော်တို့ပထမကြိမ်ကျွန်တော်5 6ကြိမ်မှာ6 8ခုလောက်ကြာထားတယ် ဲ့တော့395ဖြစ်အောင်အမြင်ဆိုရင်တော့6ဖြစ်အောင်ကျွန်တော်တို့ခွန်ထက်ခွန်ထိတ်ပေါ့ဗျာ5ဖြစ်အောင်တစ်ခါထက်မယ်9ဖြစ်အောင်8ထက်မယ်အဲ့ဒါမှသာလင်းကျွန်တော်တို့395ဆိုတဲ့ကဏ္ဍတဲဖြီမယ်ပေါ့ဗျာဒါပထမကတ်တိုင်းဆိုရင်ပထမကတ်မှာကျွန်တော်တို့ခွန်26ကို36လေးနဲ့ပေါင်းလိုက်တော့ခွန်80ဆိုရင်တဲဖြီတယ်ပေါ့ဗျာအခုကျွန်တော်395ကိုတဲဖြီမယ်ဆိုရင်68ခွန်ကို ခွန်တစ်ရှိပေါင်းမှသာလဲ395ဆိုပြီးရမယ်ပေါ့ဗျာတကယ်လို့ဒီဘက်မှာမထွက်ခိုင်းရင်လည်းမိဆွေတို့အဲ့လိုလေးပေါင်းချင်းလေးနဲ့ဖြီထိုးသွားကြပါဗျာမွေးကနန်းလည်းဖြစ်ဒီဘက်ကတော့ခွန်တစ်ရှိပေါ့ဗျာဒါတော့ main quad ပေါ့နော်ဂျန်နဲ့တောက်တွေတော့ရှိပါသေးတယ်ဗျာကျွန်တော်ချိန်မရလို့မပြတော့ဘူးနော်အဲနောက်ထပ်ကျွန်တော်တို့ဒုတိယအော် quad လေးပေါ့ဗျာဒုတိယအော် quad လေးကဘယ်မှာလာတော့ဆိုရင်လည်းကျွန်တော်တို့6လေး6လို့ရှိရဲ့ အဲ6လေး6ဆိုတဲ့ကဏ္ဍလေးကကျွန်တော်တို့သူစောင်းတစ်ချိန်နှစ်ချိန်သုံးနှစ်မြောက်မှသူပြန်လိုက်ကြတယ်6လေး6ဆိုပြီးပြန်ကြတယ်တဲ့သူကနေမှတော့1 2သုံးချိန်ဆင်းပြီးတော့ကြည်လိုက်မယ်တဲ့1 2 3 4 5 6 7 8 10 10 10ချိန်10ချိန်မြောက်မှာခွန်ကိုတက်လို့ရိုက်တာအဲ့ခွန်ကိုတက်ရလေကျွန်တော်စောင်းဆင်းလိုက်မယ်တဲ့1 2 3 4 5 6 9 3 6 8ဆိုပြီးဒါပြန်ရိုက်ထားတယ်နော် ကနေတော့အပေါ်တက်လိုက်မယ်ပေါ့ဗျာ1234567891314159 19ဒီမှာ180လို့ကြားထားတယ်။ငါတို့96ကတန်းတန်းရည်လိုက်ရင်လည်းတူတူပဲပေါ့ဗျာဒီကပဲရည်လိုက်တော့တယ်။1234567891 180ဆိုပြီးရှိတယ်။အဲ့180ကနန်းလေးရတဲ့သူတို့ထိတ်ဒီကနန်း၃ခုပေါင်းခြင်းပေါ့ဗျာ။ 431လို့ပေါင်းလိုက်တာကကျွန်တော်တို့8ဆိုပြီးရ938ဆိုတော့6လို့ရတယ်333ညဆိုလဲ6လို့ရတယ်ဘောကြကျွန်တော်တို့866ဆိုပြီးရတယ်ဘောကြဒါပေါင်းရင်းရလက်လေ866ဘောเนาะဒါပထမကပ်ဘောကြနောက်ဒုတိယကပ်မှာ2014မှာလဲတဲ့ဟို290လို့ရှိတယ် အဲ့ဒီကိုကွန်ပျော်ကနန်းလေးကလည်းသူကနေဇောင်းကနေလဲ1နှစ်3မှာ9နှစ်9ဆိုရိုက်ထားတယ်တဲ့မြမကတ်တန်းသူကနေတော့1နှစ်3ဆင်းလိုက်ပြီးတော့1 2 3 4 5 6 9 10စနစ်မြောက်10ချိန်မြောက်မှလည်းသူက1 9ခွန်လို့ပထမကတ်တန်းရိုက်ထားပြီးတဲ့အဲ့ဒီ1 9ခွန်နေတော့ဇောင်းပြန်ဆင်းလိုက်မှာဗျ1 2 3 4 5 6 6 3ကိုရိုက်ထားတယ်တဲ့နော်မနေ့ကရရတဲ့စာလေးအဲ့63ကနေအပေါ်တက်ရင်ကျွန်တော် တူတူပဲပေါ့ဗျာဒီခုနှစ်ကိုကပဲကြီးလိုက်တော့ခုနှစ်ကိုကနေတန်းတန်းကြီးလိုက်1 2 3 4 5 6 7 9အဒီပွဲပေါ့ဗျာဒီပွဲမှာကျွန်တော်တို့ပထမကပ်ပေါင်းခြင်းရဟုတ်4 3 1ပေါင်းခြင်းရ8 5 3 8ပေါင်းခြင်းရ6 3 3 3ပေါင်းခြင်း6ပေါင်းခြင်း6 66လို့ကျွန်တော်တို့ရထားတယ်ဗောဗျာအခုကျွန်တော်တို့အဲ့လိုပေါင်းခြင်း6 66ရအောင်ကျွန်တော်တို့ပေါင်းလိုက်မယ်တဲ့ ညတို့5 6ဆိုတော့ညရှစ်ဖြစ်အောင်ညတို့ဟွန်ထိတ်မှာရှစ်ဖြစ်မှာပေါ့ဗျာနော်နောက်တကာ6 8ဆိုတော့ညတို့6ဖြစ်အောင်ကညမှာ6ဖြစ်မှာပေါ့ဗျာနော်အဲ့တော့ဟွန်2ရနောက်တကာလဲ6ဖြစ်အောင်ကဒီမှာ3ခွန်ရှိတယ်ဆိုတော့6 6 6ပြန်6ပိတ်မှသာလဲညတို့ဒါခွန်2 6ဆိုကဏ္ဍလေးရမယ်ပေါ့လေညတို့5 6 963ကို689ညို့68 963 689ညို့666လို့ပထမကတ်တိုင်းဖြစ်အောင်ပေါင်းရမှာပေါ့ဗျာ666ဒါ666ပြောင်းပေါင်းမှာဆိုရင်ညို့ထိပ်စီးရခွန်ထည့်ရမယ်ခါက2ထည့်ရမယ်နောက်ပိတ်က6ထည့်ရမယ်ဒါမှမသာလေညို့666လို့ဖြစ်မယ်ပေါ့ဗျာပထမကတ်ပေါင်းခြင်းရလဲညို့ 866ဖြစ်တယ်ခုလဲ866ပြန်96လို့ထဲမှသာလင်းတာ866ဖြစ်မယ်ပေါ့လေအဲ့တော့ဒါ96ဆိုင်လေးပေါ့လေနောက်တစ်ခါကျွန်တော်တို့မတူညီတဲ့ဆိုင်လေးတစ်ဆိုင်နဲ့တွားကြည့်အောင်နော်93မှာတင်90လို့ရှိရအဲ့တင်90ရနေမှာကျွန်တော်တို့1 2 3 4တိ1 2 3 4 5 6 9 10 17မှာ 38နှစ်လို့ရှိရင်အဲ38ကနေအပေါ်အကျဉ်းတူတက်လိုက်မယ်ပြည့်နော်ဒီကတက်ရင်ကြာနေမှာဆိုလို့တင်90ရာနေကြီးလိုက်မယ်ပြည့်တင်90ရဲ့ဇောင်းကနေ1 2 3မှာဒါခွန်ခွန်3လို့ရှိရင်နော်38နှစ်ကကြီးလဲတူတူပဲပေါ့လေအဲခွန်ခွန်3ကနေနော်တို့1 2 3 1 2 3 4 5 6ခွန်8မှာဒါ7နှစ်မြောက်မှာခွန်6ဆိုရင်ဒါရိုက်ထားပေါ့လေဒါပထမကပ်ပေါ့ ။နောက်ဒုတိယကတ်မှာလည်း2000စနစ်မှာကျွန်တော်တို့9တုံညာတက်လို့ရှိရယ်။သူကနေလဲပထမကတ်တိုင်းဆင်းလိုက်မယ်။1 2 3 4 1 2 3 4 5 6 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90သူကနေပေါ်တက်လဲတူတူပဲပေါ်လဲဒီတရား9000တရားတက်ကပဲကြီးလိုက်တော့မယ်1 2 3 4မှာလဲခွန်3ခွန်လို့ဒါပထမကတ်တန်းရိုက်ထားတယ်အဲခွန်3ကနေ1 2 3 1 2 3 4 5 6ခွန်8ဆို ဒီပွဲပေါ်ရတာပထမကတ်မှာလည်းတို့ဟို2 6လို့တဲရိုက်ထားတယ်နော်အခုပွဲလည်းဒါဒီပွဲမှာကျွန်တော်6ပေါ်ရစောစောပေါင်းရင်းရလက်က6 6 6ပြန်လဲ6 6ပေါ်ဗျာဟုတ်ကဲ့ဒါတော့မတူညီရနှစ်ကတ်ပဲဒါနောက်ထပ်မတူညီတဲ့တကတ်လေးနဲ့သွားကြည့်အောင်နော်80နဲ့ခွန်မှာ639ခွန်လို့ရှိရသူဘေးကနေပေါ်ကြီးလိုက်မယ်ဗျာ1 2 3 4 5 6 9 10 ဆယ်ပင်မြောက်မှာကျွန်တော်တို့ခွန်လေးလေးလို့ရှိတယ်အဲခွန်လေးလေးကနေဇောင်းတက်လိုက်မယ်ဇောင်းပြေးလိုက်မယ်1234567834မှာ245လို့ဒါရိုက်ထားတယ်ကိုရအဲ့1 4 5ကျွန်တော်အောက်ဇောင်းပြန်ဆင်းလိုက်မယ်1234567891030မှာဒါခွန်65ဆိုပြီးရိုက်ထားတယ်ပေါ့လေအဲ့ခွန်65ကနေကျွန်တော်တို့ဇောင်းတက်လိုက်မယ်1234 1 2 3မှာဒါ နှစ်6ခွန်းဆိုပြီးရိုက်ထားတယ်ဒါကတော့ပထမကတ်ပေါ့လေဒုတိယကတ်လည်းကျွန်တော်သွားကြည့်ဒုတိယကတ်မှာ2000တင်ပါလေသူကပထမကတ်တိုင်းပဲခွန်36လို့တည်ထားတယ်တဲပြီးသူဘေးကနေတော့ရည်လိုက်မယ်လေ1 2 3 4 5 6 9 8 90 10ပဲမြောက်မှာလေးလေးခွန်းလို့ရိုက်တယ်အဲလေးလေးခွန်းနေတော့ခေါင်းတက်လိုက်မယ်ပထမကတ်တိုင်းရည်လိုက်မယ်ပေါ့လေ1 2 3 4 5 1 2 3 4မှာ5 5နှစ်ဆိုပြီးပထမကတ်တိုင်းသွားလေရိုက်ပြီးထားပါတယ် အဲ့လေးငါးနေဇောင်းဆင်းလိုက်မယ်တိနေ3တိနေ3လေး96 90ဆယ်နှစ်မြောက်မလဲသူက96ဆိုပြီးပထမကတ်တိုင်းရိုက်ထားတယ်အဲ့96ကိုနေဇောင်းတက်လိုက်မယ်ပေါ့ဗျာငါတို့တိနေ3လေးတိနေ3ဆိုဒီဘွဲပေါ့ဗျာဒီဘွဲမှာကျွန်တော်မွေးဆိုင်လေးလက်ရှိတယ်နော်ခွန်နှစ်6ဆိုတဲ့ကဏ္ဍလေးပေါ့ငါတို့ဒီပြင်းတောက်တယ်တော့အများကြီးကြံနေရပေါ့ဒါပေမဲ့ကျွန်တော်ချိန်မြလို့လောက်နေပဲတင်ပေးလိုက်တယ်ပဲနော် ကဲခုနှစ်ကြိမ်အတွက်ကျွန်တော်ရွေးချယ်ထားတာလေးပြလိုက်ပါပြီเนาะဒါခုနှစ်ရှစ်ကတော့ခုပါဩွက်ပေါ့ဗျာခုပွဲမှာကျွန်တော်ပါရွေးချယ်ထားပြီခုနှစ်၆ကတော့ဒူ93ခုစိုက်ကတော့မိတ်ဆွေတို့ပြပြီးပါပြီเนาะအထူးရန်တော့ခု453လေးပေါ့ဗျာခွန်ထွန်လေးနဲ့ခွန်ထွန်လေးမိတ်ဆွေတို့ပြခဲ့ပြီးပါပြီเนาะအောက်ကအရန်ွက်တရားတော့မိတ်ဆွေတို့တိုက်တာပါရွေးထိုးနိုင်အောင်တင်ပြတာပါအကုန်လုံးတဲ့ကြီးကလင်နာစိုက်တယ်ကြီးပဲဂျန်နက်ဆရာလေးတင်ထားတဲ့ကဏ္ဍနဲ့ တိုက်ဆိုင်ရကနန်းလေးပါရင်လည်းရွေးထုံအောင်လို့တင်ပေးတာပါနော်အဲ့မိတ်ဆွေတို့ကြာရင်လည်းသဘောပေါ့လေမကြာရင်လည်းမိတ်ဆွေတို့သဘောပါမကြာရင်လည်းမထိုးကြပါနဲ့ကံပါကံဆိုင်တော့ပေါက်ကြမှာပေါ့ဗျာကျွန်တော်ကွန်မန်နဲ့မှတချို့မှန်ထားလိုက်ရှိပါတယ်ကျွန်တော်ဘာမှပြန်မပြောပါဘူးကျွန်တော်တင်တဲ့ကနန်းကိုထိုးရမယ်လို့မဆိုလိုပါဘူးဗျာမိတ်ဆွေတို့ကြိုက်တာပါမှထိုးကြိုက်မှထိုးပါလို့ပဲကျွန်တော်ပြောချင်ပါတယ်နော်ပေါက်ခဲနဲ့မိတ်ဆွေတို့နဲ့နော်အတူတူပေါက်မှာပါ ိဆိုလို့ကျွန်တော်လည်းတပြားမှပေးရမှာလို့ပါတကယ်လို့မပေါက်ခဲရင်လည်းတူတူပဲပေါ့ဗျာကျွန်တော်တို့ပါတူလေးရွေးပါကနန်းခွန်တစ်စီလေးရွေးချယ်ထားတဲ့နောက်တစ်ချက်လေးကြံခဲ့တယ်ဗျာဒီမှာ680လို့တူ90 69မှာရိုက်ထားတယ်ဗျာ680လို့ရိုက်သူ့အောင်မ801လို့တန့်ရိုက်ထားတယ်ပေါ့ဗျာနော်ဒီမှာလည်း680လို့ရိုက်ထားတယ်ပေါ့လေသူ့ကခွန်တစ်စီလို့လာမလားပေါ့နောက်တစ်ခါအရန်လေးတွေရှိသွားသေးတယ်ဗျာနော် ဲ့ဒါတော့ဟိုထက်မှကျွန်တော်ရေးမထားဘူးပြဘယ်နားလေးမှာပါလိုက်ဆိုတော့ကျွန်တော်တို့သူပေးခဲ့ရင်လည်းရမယ်ပေါ်လေးကျွန်တော်တို့ဒီဟာ356နော်86 495လို့တန်းထားတယ်ဒီမှာကျွန်တော်တို့963ကြာသွားပြီ689ကြာသွားပြီအဲ့လိုဆက်ပေးမယ်ဆိုရင်ဟာ493အားလေးလည်းရှိရပေါ့လေ တခြားသူတင်ထားတဲ့ဆရာတွေတင်ထားတဲ့ခေတ်မှာပါတယ်ဆိုလည်းမိတ်ထုတ်လို့မိတ်ဆွေတို့ထိုးနေတော့လို့ရပြီတော့ဗျလေကိုတုံးလေးလေးရှိတယ်ပေါ့လေကျွန်တော်ဒီကားလေးခဏရေးပေးလိုက်အောင်ဗျာလေကိုငါပေါ့ဗျအာပေါ့သူကအန်ဒီကိုငါအားဆိုတဲ့ကောင်လေးဒါလည်းရှိတယ်ပေါ့ဗျာနောက်တကမိတ်ဆွေတို့ဒီနားမှာတစ်ချက်ရှိသေးတယ်ဗျာဒါချဲမဖွဲမြာလေးလောက်တက်လို့ဒီမှာသူ 3000လို့ရှိတယ်653ရှိတယ်တို့ဒီမှာ9000 3000ဆိုတဲ့ကဏ္ဍလေးကဒီမှာကျသွားပြီကသူ့တပင်ကြောင့်မှဒါ653ကျတယ်သူ့တပင်ကြောင့်မှဒါကျမယ်ဆိုရင်9000နှစ်ဆိုတဲ့ကဏ္ဍလေးကလည်းရှိတယ်ပေါ့လေနော်အဲ့တော့9000နှစ်အာလေးပေါ့လေ9000နှစ်အာပေါ့နော်အဲ့မိတ်ဆွေတို့ကြိုက်တဲ့ဆိုရင်လည်းသဘောပေါ့လေမကြိုက်ရင်လည်းမိတ်ဆွေတို့သဘောပါ ဒါချဲမှာဖြစ်တတ်တဲ့ဟာလေးရှိလို့ပြတာကဲအားလုံးကံပြီးချဲလူကြီးပေါကြပါလိမ့်ဗျာ